မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူက ခံယူတိဆောက်ခြင်းနဲ့နှုတ်ကပတ်တော်ကောင်းစဉ်လေးကတော့စိတ်ချမ်းသာခြင်းယင်ကျွန်တော်တို့ရှိနေတဲ့ဝန်ကိုပယ်ရှားပါဝန်ကိုချလိုက်ပါဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်အခြေပြုကြံကြံချက်တစ်ချက် ဖတ်ပြီးမှခွန်အားပေးချင်ပါတယ်။ဟေဘေဩဝါဒစာခန်းကြီး7နှစ်အငယ်1ဖြစ်ပါတယ်။ဟေဘေဩဝါဒစာခန်းကြီး7နှစ်အငယ်1ဖြစ်ပါတယ်။ထိုကြောင့်ဤမြလောက်များစွာသောတတ်တည်အပေါင်းတို့သည်ငါတို့ကိုဝိုင်းရန်လျက်ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်တိန်တော်ဝန်တို့ကို၎င်းနောက်ဆက်တတ်တော်ဒူးစရိုက်ကို၎င်းပယ်ရှား၍ ချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာအဓိကမိမောင်းထိုးပြချင်တာကကျွန်တော်တို့ကို နောက်ရှက်တတ်တဲ့ဝန်တွေကိုပယ်ရှားပါတဲ့တခါတလေကျွန်တော်တို့စိတ်မချမ်းသာဟိုဘာလဲမပြုံးရွှင်နိုင်ဝမ်းမမြောက်နိုင်မပျော်ရွှင်နိုင်เนาะအဲ့လိုမျိုးဖြစ်နေတာက သူများကိုလာယူမှတခုခုဖိအားပေးနေတာ မဟုတ်တလို့သူများကိုအသိအရမလာယူမှစိတ်ညစ်ခိုင်းနေတာမဟုတ်ဘူးကိုကိုတိုင်းကယူပြီးတော့မှစိတ်ညစ်နေတာ ျွန်တော်ပြောမယ်ညီကိုမောင်တို့မတို့ဒီစကားတခုံးကိုဒီကနေ့မနက်မှာအသေးမှတ်သွားဘယ်သူမှကျွန်တော်တို့ကိုစိတ်မညစ်စေနိုင်ပါဘူးကိုကတာသူများစကားကိုယူပြီးတော့မှဒီဝန်ကို မချနိုင်ပဲနဲ့စိတ်သွားညစ်နေတာထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ဒါအင်မတန်အရေးကြီးတယ်ကိုရဲ့နှလုံးသားကိုကိုပြင်ဆင်တတ်ဖို့စောင့်ရှောက်တတ်ဖို့အင်မတန်အရေးကြီးတယ်ကိုကိုကိုထိန်ချုံနိုင်ဖို့အင်မတန်အရေးကြီးတယ် ကိုယ့်ရဲ့ဝန်ကိုခြားတတ်ဖို့အင်မတန်ရည်ကြီးတယ်။နောက်ရှက်တတ်တဲ့အရာဖြစ်စည်းတတ်တဲ့အရာကျွန်တော်တို့ကိုပြီးစေတဲ့ဝန်တွေနော်ကျွန်တော်တို့စိတ်မတားညီးသွားစေတဲ့အရာတွေကျွန်တော်တို့မပျော်ရွှင်နိုင်တဲ့အရာတွေကျွန်တော်တို့ကိုစိတ်ညစ်စေတဲ့အရာတွေကိုကျွန်တော်တို့ပယ်ရှားတတ်ရမယ်။ကျွန်တော်တို့အဲ့ဒီဝန်ကိုခြားတတ်ရမယ်။ဒီကနေ့ကျွန်တော်တို့မပျော်ရွှင်တာဘာကြောင့်လဲသိလား။ဒီကနေ့တင်မပျော်ရွှင်တာဘာကြောင့်လဲသိလား။တင်ဒီကနေ့ဘာလို့မပြုံးနိုင်တာလဲသိလား။ ်တင်ဒီကနေ့ဘာလို့ဟိုဘာလဲအမြဲတမ်းစိတ်တို့ဒေါတာထွက်နေရလဲတိလားတင်ဒီကနေ့ဘာလို့အမြဲတမ်းစိတ်ညစ်နေရလဲတိလားတင်ကိုတိုင်ကအဲ့ဒီအရာတွေကိုအခွင့်ပေးနေလို့ဖြစ်တယ်တင်ကိုတိုင်ကအဲ့ဒီအရာတွေကိုမပယ်ရှားပဲနဲ့ဝန်ကိုမချပဲနဲ့အဲ့ဒီအရာကိုတကူးတကတွိုင်းမှာဂယုစိုက်နေလို့ဖြစ်တယ်ညီကိုမောင်မတော် ဟုတ်ပါတယ်တခါတလေသူများတွေရဲ့အာတိုက်ခိုက်မှု သူများတွေရဲ့ပြောဆိုတဲ့စကားကနော်အာလူတူဦးတယောက်ကိစ္စရဲ့တခုခုအားဖြင့်ကျွန်တော်တို့ကရက်ခတ်လာတယ်ကျွန်တော်ရဲ့နှလုံးသားကိုထိခိုက်လာတယ်အဲ့ဒီချိန်မှာကျွန်တော်တို့တတိထားဖို့လိုတယ်ကျွန်တော်တို့ကိုထိခိုက်မဲ့အရာကျွန်တော်တို့ကိုစိတ်ညစ်စေမဲ့အရာကျွန်တော်တို့ကိုမချမ်းမသာဖြစ်စေမဲ့အရာတွေအားလုံးကိုပယ်ရှားတတ်ဖို့ဖရာသခင်တင့်ကိုဉာဏ်ပညာပေးပါစေတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုလမ်းပြပါစေဟုတ်ပါတယ်ညီကိုမောင်တို့ ီနေရာမှာကျွန်တော်တို့ဖော်ပြထားတာရှင်းရှင်းလေးပဲခက်သိန်းတော့နောက်ဆက်တက်တဲ့ဝန်တွေကိုချပါတဲ့ပယ်ရှားပါတဲ့ကျွန်တော်မေးချင်တယ်ခုနားထောင်နေတဲ့သူတွေတင်ဒီကနေ့ပျော်လားတင်ဒီကနေ့ဝမ်းမြောက်ရဲ့လားတင်ဒီကနေ့ဘာကြောင့်စိတ်ညစ်နေတာလဲတင်ဘာလို့မပြုံးနိုင်တာလဲတင်ဘာလို့ဖိအားရှိနေတာလဲတခါတလေကျွန်တော်တို့ဟိုဘက်လက်အိတ်လည်းမရဒီဘက်လက်အိတ်လည်းမရအိတ်လို့မရဘဲနဲ့စိတ်ညစ်နေတတ်တယ်ဘာလို့စိတ်ညစ်နေရလဲဆိုတော့ ကိုကအဲ့ဒီစိတ်ညစ်ခြင်းကိုနေရာပေးပြီးတော့မှကိုကိုကိုစိတ်ညစ်ခံနေတာအမှန်ကတော့ဘယ်သူမှကျွန်တော်တို့ကိုအသင်းအာမစိတ်ညစ်ခံလို့မရဘူးကိုကိုကိုရာအဲ့ဒီအရာကိုအခွင့်ပေးနေလို့ကိုကစိတ်ညစ်နေတာဘာလို့အခွင့်ပေးနေတာလဲညီကိုမောင်မတော်တို့နော် တိုက်ခိုက်လာတဲ့ဟာတွေကျွန်တော်စိတ်ညစ်စေတဲ့အရာတွေရှိမှာပဲလူတိုင်းလူတိုင်းအဲ့ဒီအရာတွေရှိတယ်ဒါပေမဲ့တချို့တော့သူတွေကအဲ့ဒီအရာကိုကိုယ့်ရဲ့အတ္တထဲမှာအခွင့်အရေးမပေးဘူးတချို့လူတွေကအဲ့ဒီအရာကိုယူပြီးတော့မှတွိုင်းမှာစိတ်ညစ်ခံနေတယ်ဒါကြောင့်စိတ်ညစ်နေရတာမပျော်မရွှင်ဖြစ်နေရတာဒါကြောင့်မပြုံးနိုင်တာဒါကြောင့်ဖိအားရှိနေတာဒါကြောင့်ဟိုဘက်လက်အိတ်မရဒီဘက်လက်အိတ်မရအိတ်ရေးပြက်တာဘာလို့လဲကိုကိုယ်တိုင်ကအဲ့ဒီအရာတွေကိုအခွင့်အရေးပေးနေလို့စိတ်မချမ်းသာတာလေ ဒါကြောင့်စိတ်ချမ်းသာခြင်းလားပျော်ရွှင်ခြင်းလားဝမ်းမြောက်ခြင်းလားပြုံးပျော်ခြင်းလားအဲ့ဒီအရာတွေကိုသင်တက်တာထဲမှာဘယ်တော့မှနေရာမပေးပါနဲ့ကျွန်တော်ခဏခဏပြောတယ်ညအဲ့ရဝင်တဲ့အခါမှာလေခွေးဟောင်တန်ကြားတိုင်းကြားတိုင်းထကြည့်မယ်ဆိုလို့ရှိရင်လေဘလို့မှအဲ့ရဝမှာမဟုတ်စဉ်းစားကြည့်ညအဲ့တယ်ခွေးမွေးထားတယ်ဆိုပါစို့ဝေါ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 ဆိုခွေးထဩတဲ့ခါမှာဘသူလဲဆိုမှတကားဖွင့်ကြည့်ပြန်သွားအဲ့ခဏနေခွေးကဝေါဝေါဝေါပြန်ဩလဲဘသူလဲဆိုမှထကြည့်ပြန်သွားအဲ့ ဒါမျိုးဆိုလို့ရှိရင်တညဘယ်နှချိန်ထလာထလာရမယ်ထင်လဲအချိန်ပေါင်းမနေထလာရလိမ့်မယ်ဒါကြောင့်ခွေးဟောင်တိုင်းထထကြည့်ရင်အိပ်ရေဝမှာမဟုတ်ဘူးအိပ်ရေပြက်မယ်ဒီတိုင်းပဲကျွန်တော်တို့ရဲ့အတ္တထဲမှာလူမြောက်များစွာတွေကကျွန်တော်တို့ဟိုတိုက်ခိုက်တာတွေရှိမယ်တမင်တကာတိုက်ခိုက်တာရှိမယ်ဟိုဗာလေမထင်မဲ့ပဲတိုက်ခိုက်တာရှိမယ်တီလျက်နဲ့တိုက်ခိုက်တာရှိမယ်မတိပဲနဲ့တိုက်ခိုက်တာရှိမယ်ကျွန်တော်တို့စိတ်ညစ်စေတဲ့အရာပေါင်း16000လောက်ရှိတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ဆိုတော့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကဖျားပေးတဲ့ဉာဏ်ပညာနဲ့ပယ်ရှားတက်ရတယ်ဝန်တွေကိုချတ်တက်ရတယ်ဝန်တွေကိုမချတ်တက်ဘူးမပယ်ရှားတက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းစိတ်ညစ်နေရလိမ့်မယ်ဘဇက်ကတော့ဖျားဖျားတော့တခင်ယေရှုစီမှာလာလို့ရှိရင်ပျော်ရွှင်ခြင်းရမယ်ငြိမ်သက်ခြင်းရမယ်ချမ်းသာခြင်းရမယ်ဆိုမှဘာလို့ချမ်းသာခြင်းမရလဲပျော်ရွှင်ခြင်းမရလဲဝန်ကိုမချလို့လေဝန်ကိုမချလို့လေဝန်ကိုမချဘဲနဲ့ကိုကကိုယ်တိုင်သွားခံစားပေးနေတော့မီတူမပြုတ်ပါလေ မိသူမပြုတ်မိမိမှုတင်ကိုယ်တိုင်ပဲအဲ့ဒီຢာကိုတွားပြီးတော့မှစိတ်ညစ်ခံနေတာဘာလို့အဲ့ဒီຢာကိုတွားမှယူမှတင်ကိုယ်တိုင်တွားမှဆုံးဖြတ်ချက်ချမှဘာလို့တွားမှစိတ်ညစ်ခံနေတာလဲဘဒူးမတင်ကိုအဲ့လိုမလုတ်ခိုင်းဘူးနော်ဘဒူးမတင်ကိုအတင်းအဓမ္မလို့မလုတ်ခိုင်းဘူးနော်နောက်ဆုံးကိုကုံပြောမယ်သူများရဲ့အမာထားပါတော့တင်ကိုလာတိုက်ခိုက်တယ် တကယ်လို့တင်စိတ်မညစ်ဘူးဆိုရင်ဘယ်သူမှတင့်ကိုစိတ်ညစ်ခံလို့မရဘူးအသင်းအာရုံမှာစိတ်ညစ်ခံလို့မရဘူးဖျားပေးတဲ့ဉာဏ်ပညာတွေဒီကိုခန္ဓာဒီနှလုံးသားကိုထိ ंछ ုပ်တတ်ဖို့တန်ရှင်းတော့ဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေဒါကြောင့်ညှိကုံချုံမှစကားတခုံးပဲပြောမယ်ညီကိုမောင်မတို့ဒီကနေ့မနဲ့မှာဘာလို့စိတ်မချမ်းသာပဲဖြစ်နေရလဲကျွန်တော်တို့ဘာလို့စိတ်ညစ်နေရလဲဘာလို့ဖိအားတွေရှိနေရလဲဘာလို့မပျော်ရွှင်နိုင်မပြုံးနိုင်မယီနိုင်ပဲဖြစ်ရလဲတိလားကိုယ်တိုင်ကအဲ့ဒီအရာတွေကိုအခွင့်တော့ပေးနေလို့ ဒါကြောင့်စိတ်ချမ်းသာခြင်းလားပျော်ရွှင်ခြင်းလားဝမ်းမြောက်ခြင်းလားဝန်တွေကိုချပါဘယ်အရာဝန်နေလဲစိတ်ညစ်စေတဲ့အရာတွေကိုပယ်ရှားပါတိုက်ခိုက်လာတဲ့အရာတွေကိုတွားပြီးတော့မှဂရုမစိုက်ပါနဲ့သူများလားတိုက်ခိုက်တဲ့အရာတွေကကိုကိုကိုစင်ချင်းကြည့်ငါဟုတ်လားမဟုတ်ဘူးဆိုလို့ရှိရင်ဂရုမစိုက်နဲ့ဘေးထားလိုက်ဖျားစီမှာပဲအထားဖျားသခင်သူ့စီရင်သွားလိမ့်မယ်စီရင်ပိုင်တာဖျားလေကိုမဟုတ်ဘူးကိုပြန်သွားပြောတော့ကိုပျော်ရွှင်သွားမှတဲ့လားမပျော်ရွှင်ဘူးပိုးမှစိတ်ညစ်သွားမှာ ဒါကြောင့်ကိုကိုတိုင်းအဲ့ဒီကိုစိတ်ညစ်စေမဲ့အရာတွေကိုအကုန်ပယ်ရှား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 မှတင်စိတ်ချမ်းသာခြင်းရမယ်ဒါကြောင့်ဝန်ကိုချပါဝန်ကိုချပါအဲ့ဒီစိတ်ညစ်တတ်တဲ့ဝန်တွေအားလုံးကိုချပါစိတ်ညစ်စေတဲ့အရာအားလုံးကိုပယ်ရှားပါဘယ်သူမှတင်ကိုအတင်းအာရမစိတ်မညစ်စေဘူးတင်ကိုတိုင်းတွားရတော့မှကြည်ကြည်နက်နက်ကြီးယူမှတွားမှခံစားပေးနေတာမခံစားပေးနေပါနဲ့အထူးသဖြင့်သူများရဲ့အမားကိုယူမှကိုကိုကိုလိုင်းမှဓမ္မခတ်နဲ့ ထပ်တစ်ခါပြောမယ်နော်ကျွန်တော်အရင်တော့လည်းတစ်ခါပြောဘူးတဲ့အခုလည်းထပ်တစ်ခါပြောမယ်သူများအမားကိုယူမှာကိုကိုလိုင်းမှာဒဏ်မခတ်နဲ့တနည်းအားဖြင့်မားတာသူများကိုကအဲ့ဒီအမားကိုယူလိုက်မှသွားခံစားပေးနေတာညာအိတ်လို့မရနေလေလဲသမင်းစားလို့မရပျော်လဲမပျော်ရွှင်မပျုံးနိုင်စင်းစားတိုင်းမျက်ရည်ကျစိတ်ထဲမှာနှလုံးခုန်ရင်တုံနဲ့ဟိုမပျော်ရွှင်နိုင်ဘာလဲသူများရဲ့အမားကိုယူမှကိုကိုကိုအပြစ်ပေးနေတာတင်ကဒါကြောင့်ညီကိုမောင်တော်မတို့သူများအမားကိုယူမှကိုကိုကိုလုံးဝအပြစ်မပေးနဲ့ ဝန်နေကိုချပါပယ်ရှားတတ်ပါပယ်ရှားတတ်မှတင်ချမ်းသာမယ်ဒါမှဖယားသခင်ပေးတဲ့ချမ်းသာခြင်းငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ခြင်းကိုတင်ရလိမ့်မယ်လို့ခွန်အားပေးနေနိဂုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလည်းကျွန်တော်တို့ဘာလို့စိတ်ညစ်နေရလဲဘာလို့မပျော်ရွှင်တာလဲဘာလို့ဖိအားရှိနေရလဲဆိုတဲ့အရာကိုတန်ရှင်တော်ဝိညာဉ်တော်အလင်းပြားတယ်ခတ်သိန်းတော့နောက်ဆက်ဖြစ်စီတတ်တဲ့ဝင်တွေကိုမချလို့ဖြစ်တယ်။အဲ့ဒီဝင်တွေကိုချတတ်ဖို့ရတန်ရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့တုံသင်တယ်။ ဟုတ်ပါတယ်ကိုတော့ကျွန်တော်နှလုံးသားကိုကျွန်တော်တခါတလေမနိုင်ဘူး။ဒါကြောင့်ကိုတော့စောင့်ရှောက်ပေးပါကိုတော့ကြွယ်ကာပေးပါခတ်သိမ်းတော့နောက်ဆက်တတ်တဲ့ဝင်တွေကိုခြားတက်နိုင်တဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်နိုင်တဲ့ခွန်အားပေးပါမိကြောင်းပျော်ရွှင်သားရတဲ့အာကျွန်တော်အတ္တတာတစ်ခုချမ်းသာခြင်းရတော့အတ္တတာတစ်ခုဖြစ်စီပါမိကြောင်းဂျေဇုတော်ချီးမွမ်းနေဆုတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့